ကဲကျွန်တော်တို့ရင်းကုန်ပြောရှင်တာတော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့ပြန်လည်ဖြေကြားလာအခမဲ့မေတ္တာစေတနာနဲ့လမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့တော့ရှေ့မှာကျွန်တော်ပြောသလိုအပတ်စဉ်မိကုန်နေမေးလို့ရပါပြီဆိုတဲ့ဗီဒီယိုဖိုင်ကကျွန်တော်အပတ်စဉ်ဒီနေရာကနေမျှဝေနေသလိုအခုလိုမျိုးကျွန်တော်တို့ပြန်လည်ဖြေကြားလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်ကလည်းအပတ်စဉ်ရှိပါတယ်အဲ့တော့ comment ပိုင်းရှင်တွေက မေးထားတဲ့မေးခွန်းတွေကိုကျွန်တော်တို့ခေါ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့မိမိရဲ့ဘုံလေးနဲ့ဗီဒီယိုမေးမယ်ဆိုလွယ်လင်းတကူဟလာမေးလို့ရအောင်စီစဉ်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ပြန်လည်ပြီးတော့တုတ်တယောက်ချင်းစီ comment ပိုင်းရှင်တွေအတွက်လမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးမေးတဲ့အကောင့်ပိုင်းရှင်ကတော့ဘယ်သူလဲဆိုရင်တော့ဂျူလီမိုးတဲ့ဂျူလီမိုးကဘာမေးတာလဲစီဝါရေးအခြေအနေသိချင်ပါတယ်ဆရာတဲ့အဲ့အဲ့ဒါလေးကိုကျွန်တော်တို့လမ်းညွှန်ဟောကြားပြီးသွားပါမယ် ဲ့တော့စီဝိုင်းနဲ့ပတ်သက်ရင်တော့မဖြစ်သေးဘူးဆိုရင်เนาะအကယ်မဖြစ်သေးဘူးဆိုရင်တော့သတိထားပါဘာသတိထားရမလဲဆိုရင်စီဝိုင်းနဲ့ပတ်သက်လာရင်အဲ့ဒါအနောက်ရှက်ဖျက်မှောက်တွေကြုံလာတတ်တယ်ပုံမှန်လဲပတ်နေတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့အနောက်ရှက်ကြောင့်ဟုတ်လားကိုယ်မှာစီဝိုင်းလောရတဲ့အခါမှာအခက်တွေတွေ့တာသို့မဟုတ်ကိုယ့်ရဲ့လုပ်ငန်းအနောက်ရှက်ကြောင့်ဆုံးရှုံးတာပျက်စီးတာအလားထိခိုက်တာအကျိုးရှိတဲ့တလောက်အကျိုးမရှိတာစူရာမျိုးတွေကြုံရတတ်တယ်အဲ့တော့ဟာတာနောက်ရမှုတွေမလွတ်လပ်မှုတွေ ਨੇ အစီပွားရေးဟာဟလာအထိခိုက်တွေဖြစ်တတ်တယ်အဲ့တော့မဖြစ်သေးဘူးဆိုရင်ဒါကိုသတိထားပါနော်အနောက်ရှက်ကြောင်းပြတ်တတ်ပါတယ်ကိုယ့်ရဲ့စီဝါထိခိုက်တတ်ပါတယ်သတိထားပါအဲနောက်ကောင်းမှရင်သူကတော့ဖိုးချင်းချင်းနဲ့နော်ဖိုးချင်းချင်းကဗာမိသားလဲဆိုတော့အိမ်တောင်ကြကင်းရှိလာတိကျင်ပါတယ်ဆရာတဲ့ကဲတော့ဒီဟောဖိုးချင်းချင်းဆိုတဲ့အကောင်းမှရှင်အတွက်ကျွန်တော်တို့အခုလမ်းညွှန်ဟောကြားပြီးသွားပါမယ် အဲ့တော့အိမ်တော်ရေးနဲ့ပတ်သက်ရင်ပေါ့နော်အိမ်တော်ရေးနဲ့ပတ်သက်ရင်တော့သူအိမ်တော်ကြကိမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုကအိမ်တော်ကြကျင်တာမျိုးဆိုရင်အနောက်ရက်ဟာလာအပိတ်စုနော်မလွတ်လပ်တာဟာလာအဓာမျိုးတွေကြောင့်အိမ်တော်ကကြမှာမကြလားအဲ့တော့အိမ်တော်ကိုကမကြကျင်ဘူးဆိုလို့ရှိရင် तू ကစန့်ကျင်ဘက်သဘောပဲကိုကကြကျင်တယ်ဆိုရင် အိမ်တော်ကမကြဘူးမကြခြင်းဥစဉ်အိမ်တော်ကဇွတ်တင်းကြဘူးအနီးဆက်လာမယ်ဖြစ်လာမယ်ဆိုတဲ့သဘောပါเนาะအဲ့တော့အဲ့တော့အိမ်တော်ကြီးကံကောင်းလားဆိုးလားဆိုရင်တော့အိမ်တော်ကြီးကံညံ့နေတိတ်မကောင်းဘူးလို့ပြောလို့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်သတိထားယူဆိုင်ပါเนาะအကဲနောက်ကောင်းမှရင်သူကတော့ root history တဲ့ထိပေါကင်းရှိမရှိသိကြပါရဲ့ဆရာတဲ့ကဲကျွန်တော်တို့အခုလမ်းညွှန်ဟောကြားပြီးသွားမှာပါ အဲ့တော့အဲထီပေါက်ကင်းရတော့ဘောနော်ထီပေါက်ကင်းလောလောဆယ်မှာတော့မရှိသေးပါဘူးနော်အဲထီကန်နဲသေးတယ်နော်ထီပေါက်ကန်တိတ်မရှိသေးဘူးအဲ့တော့ဟိုအကဲမြားဟာလားထီပေါက်ကန်တိကျင်နေဆိုရင်အခုကအင်္ဂလိပ်လာနော်လေးလပိုင်းပေါ့လေးလပိုင်း 9လပိုင်း6လပိုင်းလောက်မှာထီကံကိုပြန်ဆန်းကြည့်ပါဒီ dot တွင်းမှာတော့ထီကံမကောင်းသေးပါဘူးအနောက်အကောင့်မှန်ရှင်တူကတော့အောင်ကောင်းခန့်တယ်နော်ကျမရဲ့အခြေအနေလေးသိကြပါရယ်ဆရာတဲ့အဲ့တော့ဂျမိုင်းနဲ့ပတ်သက်ရင်တော့စိုးရတဲ့အခြေအနေတွေမှာတော့မရှိဘူးသို့တော့ညောင်းကြိုက်တာဟဲ့လားနွမ်းနေတာအဲခေါင်းမူခေါင်းကြိုက်တာနည်းနည်းနေလို့ထိုင်လို့မကောင်းတာဒါမျိုးလေးတွေအနှဲငယ်ဖြစ်တတ်တယ်စိုးရင်တော့အခြေအနေမှာတော့မရှိပါဘူး ဲနောက်အကောင်မှရှင်သူကတော့လှိုင်းတင်စာဦးတဲ့၄လပိုင်းအတွက်ငွေကြေးကံလေးတည်ကြပါတယ်တဲ့တော့၄လပိုင်းအတွက်ငွေကြေးကံတည်ကြပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်တို့လမ်းညွှန်သွားပါပါလေးလပိုင်းနဲ့မှာတော့ငွေကြေးကံထူးထူးခြားခြားမရှိပါဘူး အဲ့တော့ပုံမှန်အခြေအနေမှာပဲရှိပါတယ်အဲ့တော့ငွေကြေးကကောင်းတဲ့နေရာမှာမပါဘူးလို့ပြောလို့ရတယ်เนาะပုံမှန်အခြေအနေလေးလောက်ပဲဆိုတဲ့သဘောပါเนาะအဲ့တော့လေးလောက်ပိုင်းတွင်ငွေကြေးကထူးထူးခြားခြားကောင်းလာဖို့အနေထားမရှိပါဘူးเนาะပုံမှန်အခြေအနေမှာပဲရှိပါမယ်အဲနောက်ကောင်းမှရင်သူကတော့ဇော်ဇော်မင်းတဲ့စီးပွားရေးအခြေအနေတည်ကျင်ပါတယ်ခင်ဗျားတဲ့စနေသားပါခင်ဗျားတဲ့ကဲဒါကတော့ကျွန်တော်တို့အကောင့်မှရင်ဇော်ဇော် မင်းအတွက်စီဝိုင်းအခြေအနေပါအဲ့တော့စီဝိုင်းနဲ့ပတ်သက်လာရင်တော့ဟလာစီဝိုင်းဒီကနေ့ကနေစပြီးအနာဂတ်ကာလ၄လအတွင်းမှာစီဝိုင်းအခြေအနေကနည်းနည်းလေးအကံမကောင်းတဲ့ဘက်ကိုရောက်မယ်ပေါ့နော်ကံမကောင်းတဲ့ဘက်ကိုရောက်မယ်ပုံမှန်ကောင်းနေတဲ့အခြေအနေကပင်စီဝိုင်းအခြေအနေကနည်းနည်းလေးရင်လဲလာတာမျိုးတွေအဲ့ဒါလောက်ရတဲ့လောက်စီဝိုင်းရအကျိုးမရှိတာတွေ ကိုရည်ရမျောလင့်ထားတဲ့အခြေအနေမျိုးမဖြစ်တာတွေလွဲသွားတာမျိုးတွေနော်အခက်ကြုံတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အနှစ်ချုပ်အပြင်စီဝါကြီးကန်နည်းနည်းလေးမကောင်းသေးဘူးကန်နေသေးတယ်လို့နော်ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တုတ်တယောက်ချင်းစီတိုင်းပြန်လဲဖြည့်ချားပေးတဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးနော်အားရကျင်တတ်မယ်ဟလာနားလဲလွယ်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲကျွန်တော်တို့နောက်ဗီဒီယိုဖိုင်တွေမှာပြန်တွေ့ပါမယ်နော်အဲခုလိုပဲအခြားသူတွေမေးလို့ရအောင် ဟုတ်လားဒီဗီဒီယိုဖိုင်လေးတွေကိုရှယ်ပေးထားရင်လည်းရပါတယ်ဗျကဲအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်နိုင်ပါစေဗျာ